မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ မန္တလေးတိုင်းပြင်းလွင်မှာဖွင့်လှစ်ထားတဲ့စစ်တပ်ကတိုးအပတ်စဉ်တစ်ခုမှာတက်ရောက်နေကြတဲ့ဗိုလ်လောင်းအကြီးအတွက်ဟာလူဦးရေ300အောက်ကိုထိုးစစ်နေပြီးတော့ရှောက်ထားသူမရှိတဲ့အတွက်တပ်မိသားစုတွေတဲကစေတန်းအောင်နဲ့ចောင်းသားများကိုဆွဲခေါ်ပြီးတော့တက်ခိုင်းနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီအစီဗိုလ်လောင်းတင်တန်းက200ကျော်နဲ့300ကျားထဲမှာပဲရှိပါတယ်။ရှောက်ထားသူတွေနဲလုံးလို့တပ်မိသားစုတွေတဲကစေတန်းအောင်နဲ့လူငယ်တွေကိုအသက်ကန့်သက်ချက်တွေကိုဖြေလျှော့ပြီးတော့တက်ခိုင်းနေရတယ်။အဲ့ဒါတောင်မှ200ကျော်ပဲရသေးတယ်လို့နေပြည်တော်တပ်တွင်းသတင်းရေးမြစ်ကပြောပြထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလ6ရက်နေ့က ကြောင်းဆင်းခဲ့တဲ့စစ်တပ်ကတော့ DSC အပတ်စဉ်66မှာဘိုးလောင်းအရေးအတွက်ဟာ314ဦးသာရှိပြီးတော့ ကြီးတက်မှာဒုဘုံအဖြစ်နဲ့268ဦးရေတက်မှာဒုဘုံအဖြစ်နဲ့28ဦးနဲ့လေတက်မှာဒုဘုံအဖြစ်နဲ့20ဦးတို့ကိုစစ်ရာဒုခန့်ချုပ်ယုံကခန့်အပ်ခဲ့တယ်လို့သိရပါတယ်လက်တလုံးမှာပြင်းဦးလွေစစ်တပ်ကတော်ကိုနေပြည်တော်ပြင်းမနာမှာရှိတဲ့ရေစင်းစိုက်ပျိုးရေးတပ်ကတော်မွေးစေးတပ်ကတော်နဲ့တစ်တောတပ်ကတော်တို့ကိုပြောင်းရွှေ့မဲဆိုတဲ့သတင်းများထွက်ပေါ်နေတယ်လို့သိရပါတယ်အဲ့ဒီသတင်းဟာမှန်ကန်တော့လဲလက်ရှိအချိန်ထိပြင်းဦးလွေစစ်တပ်ကတော်ကိုလုံးဝနေပြည်တော်ကိုပြောင်းရွှေ့ခြင်းပုံစံမဟုတ်ပဲစာတင်နဲ့တတိယနှစ်နဲ့နောက်ဆုံးနှစ်သရုပ်ထားနဲ့ ဘိုးလောင်ကျောင်းသားများကိုနေပြည်တော်မှာတက်ရောက်စီမံဖြစ်တယ်လို့သိရပါတယ်။ကျန်တဲ့ပထမနှစ်နဲ့ဒုတိယနှစ်ဘိုးလောင်များကိုတော့ပြင်ဦးလွယ်ဆက်တက်ကတော့မှာဆက်လက်တက်ခိုင်းထားမယ်။ပေါင်ကူးပုံစံမျိုးနဲ့ရွှေပြောင်းပေးနေမှုတွေရှိနေတယ်လို့သိရပါတယ်။စစ်တက်ကတော့ပြောင်းမယ်ဆိုတာကတော့ကြားနေရတာကြားပါပြီ။ပြောင်းမယ်ဆိုတာကသတင်းကတော့မှန်တယ်။ဒါပေမဲ့စာတင်နှစ်အလိုက်ပြောင်းမယ်လို့သိထားရတယ်။တတိယနှစ်နဲ့ကျောင်းဆင်းတော့မယ်နောက်ဆုံးနှစ်ကိုနေပြည်တော်မှာတက်ခိုင်းပြီးတော့ပထမနှစ်နဲ့ဒုတိယနှစ်ကိုပြင်ဦးလွယ်မှာပဲတက်ခိုင်းမယ်လို့သိထားတယ်။ကျောင်းသားတွေကလည်းတိတ်မရှိတော့ပြောင်းရွှေ့ရတော့လွဲပါတယ်။ လုံခြုံရေးမတည်ငြိမ်လို့အကယ်၍စစ်ဖြစ်ခဲ့ရင်တော့ကြောင်းတစ်ခုလုံးနေပြည်တော်ကိုရွှေ့တာမျိုးလည်းဖြစ်နိုင်တယ်လို့နေပြည်တော်တပ်တွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်ရှိပြည်ဦးလွယ်အနီးတောင်ခမ်းမှာ TNL ဥဆောင်တဲ့တော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်နဲ့ ARD တိုင်းအစမှာရှိတဲ့စစ်ကောင်စီရဲ့ point စခန်းကုန်းနှစ်ခုကို AA ကတိမ့်ပတ်လိုက်ပြီးတဲ့နောက်စစ်ကောင်စီကလေယာဉ်များနဲ့တောက်လျှောက်ဘုံးတွေကျဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇန်နဝါရီလ28ရက်နေ့မနက်ပိုင်းမှာ ARD အစရခိုင်ရိုးမတောင်တလျှောက်ကိုလေကြောင်းတိုက်ခတ်မှုများပြုလုပ်နေတယ်လို့သိရပါတယ်ရခိုင်ရိုးမတောင်နဲ့ဆက်ဆက်နေတဲ့ ARD တိုင်းတွေကတာပေါင်းမြို့နယ်နဲ့ရေကြီးမြို့နယ်တို့မှာလေကြောင်းတိုက်ခတ်မှုများရှိနေတဲ့အပြင်ရိုးမတောင်တလျှောက်ကိုလည်း ဂျက်ဖိုက်တာတွေနဲ့လေးချောင်းကတိုက်ခိုက်မှုများပြုလုပ်နေတယ်လို့သိရပါဗျ။ ်ဒီနေ့မနက်ပိုင်းကပသိန်ကဂျက်ဖိုက်တာနဲ့စီရခိုင်ရိုးမဘော်ဘက်ကိုပြန်တန်းသွားတယ်လေးချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံနေတယ်လို့သိရတယ်အထူးကိကတော့မသိရသေးဘူးလို့ပသိန်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်ပသိန်မြို့နယ်ပျောက်ကြားတပ်ဖွဲ့ရဲ့သတင်းအထူးတပ်ဖွဲ့ကလည်းတာပေါင်းမြို့နယ်ရေကြီးမြို့နယ်အဆက်ရခိုင်ရိုးမဘော်မှာစစ်ရဟတ်ယာဉ် MI-35 ဒဇီကင်းပတ်လှည့်ပြီးတော့ပြန်တန်းနေတယ်လို့ဒီကနေ့နေ့လယ်ပိုင်းမှာထုတ်ပြန်ထားပါတယ်အရခတက်တော် AA ကရခိုင် AAVD အဆက် AAVD တိုင်းတွေကစစ်ကောင်စီရဲ့ point 369စက္ကန့်နဲ့ point 263တက်စက္ကန့်တို့ကိုဇန်နဝါရီလ22ရက်နေ့26ရက်နေ့တွေမှာ တိုက်ခိုက်သိမ့်ပိုင်နိုင်ငံကြောင်း AA ကမနေ့ကညပိုင်းကသတင်းထုတ်ပြန်ထားပါတယ်တပ်စခန်းများတိုက်ခိုက်သိမ့်ပိုင်ခံရခြင်းနဲ့ AA ရဲ့ထိုးစစ်ဟာဆက်လက်ရှိနေသေးတဲ့အတွက်အာနာသိမ့်စစ်ကောင်စီတပ်တို့ဟာလေကြောင်းတိုက်ခိုက်မှုများကိုပုံမလုံလာကြောင်း ဒေသခံတရင်ရင်မြေများကပြောဆိုထားပါတယ်အေရဲ့ထိုးစစ်ကတော့ရမှာမဟုတ်ပဲအေရဝတီတဲကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်နေအောင်မှာဖြစ်ပါတယ်ဒါကြောင့်စစ်ကောင်စီဟာပသိမ်မြို့နယ်တဝိုက်ကိုပို့ပြီးတော့လုံခြုံရေးတွေတင်းကျပ်ထားသလိုလေးချောင်းကနေလည်းကင်းထောက်မှုတွေပုံမလုံဆောင်လာပါတယ်တိတ်ပိုက်ခံထားရတဲ့တပ်စခန်းတွေဘက်ကိုလည်းလေးချောင်းတက်ခတ်မှုတွေပို့ပြီးတော့လုံလာမှာပါလို့၎င်းကတုံ့တက်ထားပါတယ်အရခတ်တက်တော့အေအေကအေရဝတီတိုင်းကတပ်စခန်းများကိုတင်းပိုက်တဲ့အပြင်ရခိုင်နဲ့ပဲခူးအဆက်က ရခိုင်ရိုးမတောင်ပေါ်မှာရှိတဲ့မိုးထီတောင်တဆက်ခန်းကိုလည်းသိမ့်ပတ်ရရှိခဲ့ပြီးတော့လက်နက်ခဲယံအများပြားကိုလည်းသိမ်းစီရမိခဲ့တယ်လို့သိရပါဗျ။အလားတူပဲမကွေးတိုင်းငဖဲမြို့နယ်ဂုံစီရိုးချေးရွာအနီးအဘရန်ကာလန်ပိုင်းမှာဇန်နဝါရီလ28ရက်နေ့ကစိတ်ကောင်းစီရဲ့တမခ69လက်အောက်ခံခမရ၄၁ကို၁၄တက်ရင်ပူပေါင်းစစ်ကြောင်းနဲ့အေအေတို့ဟာနိုင်ဝက်ခကြောင်းတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ရခိုင်ရိုးမတောင်တန်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီရဲ့လက်ကျန်စခန်းများကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတော့စစ်ကောင်စီဘက်ကလည်းဘကိုးတိုင်းဘက်ကနေထိုးစစ်ဆင်တိုက်ခိုက်မှုများရှိကနှစ်ဖက်တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့သိရပါဗါရဲအရခတက်တော်အေအေကပလောက်ဝအပါဝင်ရခိုင်ပြည်အတွင်းထဲကမြို့နယ်15မြို့နယ်ကိုတိမ့်ပိုက်ထားပြီးတဲ့နောက်ရခိုင်ရုံးမကိုကြော်လွန်ကမကွေးဘကိုးတိုင်းနဲ့အေအာဝတီတိုင်းဒေသများကစစ်ကောင်စီရဲ့တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်ဗမော်လေစိမ့်နယ်စစ်တပ်တပ်ရင်းတချို့ကို KIA ကသိမ်းပိုက်ပြီးတဲ့နောက်တိုက်ပွဲများဆက်လက်ပြင်းထန်နေကစစ်တပ်ကဖားကတ်နဲ့ license ဒေသကိုလေရင်များနဲ့ဘုံများကျဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KIA နဲ့တော်လိုင်းတပ်များကဇန်နဝါရီလ26ရက်နေ့ညနေပိုင်းမှာဗမော်လေရင်ကွင်းနဲ့လေစိမ့်တစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ဇန်နဝါရီလ25ရက်နေ့မှာလည်းဗမော်မြို့နယ်အမတာ366နဲ့ခွန်3936တန်းချက်ကတိုက်ရင်တို့ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့အပြင်တန်းချက်က တင်ကားကိုးစည်းကိုလည်းရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မနေ့ကဇန်နဝါရီလ28ရက်နေ့ညနေ4:50မိနစ်အချိန်မှာကချင်ပြည်နယ်ဖားကန်မြို့နယ် KIA တပ်မဟာကိုတပ်ရင်း6ဒေသကိုအချက်မဲ့စစ်တပ်ကတိုက်လေရင်နဲ့ဘုံများကျဲချတိုက်ခတ်ခဲ့ပြီးတော့ဇန်နဝါရီလ26ရက်နေ့မှာလည်းကချင်ပြည်နယ်လိုင်ဇာမြို့အနီးလိုင်စင်ဒေသကိုအချက်မဲ့စစ်တပ်ကလေရင်နဲ့ဘုံများကျဲချသွားတယ်လို့သိရပါတယ်။လောလောဆယ်သူတို့ကဗမော်မှာစစ်ရှုံးနေလို့ ဖားကန်ဘက်ကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုတ်လုံနေတယ်အဓိကကတော့ဗမော်ဘက်မှာဆစ်ရှုံးနေလို့တခြားကချင်ဒေသတွေကိုတိုက်ခိုက်မှုတွေတောက်လျှောက်ပြုတ်လုံနေတာပေါ့ပြီးလို့ရှိရင်လိုင်ဇာမြို့ကိုလည်းလွန်ခဲ့တဲ့၃ရက်လောက်ကအသေးကန် drone နဲ့စီးနဲ့ဘုံလာကျဲသွားတာတွေရှိတယ်အဓိကကတော့ဗမော်မှာတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေတော့ကချင်ပြည်နယ်နေရအနှံ့မှာဘုံတွေလိုက်လျှောက်ကျဲနေတာပေါ့လို့ စီရဲသတင်းရေးမြစ်ကပြောပြထားပါတယ်အကြမ်းမဆက်တက်ဟာဇန်နဝါရီလ10ရက်နေ့ကလည်း KIA တိုက်ရင်း6ကိုလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ဈေးဆိုင်ဖွင့်လက်ရောင်းချနေတဲ့အမျိုးသမီးတဲဦးတိတ်ဆုံးကတအုပ်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်လက်ရှိဗမော်မြို့မှာမြို့သိမ်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ကစကခ27မကြဆုံးရေးအတွက်လေချောင်းကနေအပြင်းထန်ခုခံပြီးတော့ဘုံများကျဲချနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ထမကောက်ပြူစောတိရွာကို drone နဲ့ဘုံးကျဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စိတ်ဖြူမြို့နယ်ထမကောက်ပြူစောတိရွာကိုဇန်နဝါရီလ26ရက်နေ့မနက်10:00နာရီကအချိန်မှာ2ချိန်နဲ့မွန်းလွဲ2နာရီကအချိန်မှာ2ချိန်စုစုပေါင်း4ချိန် drone နဲ့ဘုံးကျဲချတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုမှာအကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ကြီးများ drone များနဲ့ပြန်လည်ရန်တပ်ပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူ3ဦးမစိုးရိမ်ကဒဏ်ရာများရရှိခဲ့တယ်လို့ ယ်လို့သိရပါတယ်။လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာတော့ပြည်သူထိခိုက်တာမရှိဘူး။သူတို့က drone နဲ့ပြန်လာကျဲတာမှာကျွန်တော်တို့ကရှောင်ခဲ့လိုက်တယ်။ပြည်သူတော့ဦးမစိုးရင်ကအနေငယ်ဒဏ်ရာရရှိခဲ့တယ်။ drone နဲ့သူတို့ကပြန်ပြီးတော့ဘုံလာကျဲတာ ရွာထဲကိုကျဲသွားတာအဲ့ဒီမှာပြည်သူ၃ဦးထိခိုက်သွားတာလို့ Black Eagle Drone Force ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲဇန်နဝါရီလ26ရက်နေ့မနက်6:45မိနစ်အချိန်နဲ့မနက်9:00နာရီဝန်းကျင်ကအချိန်မှာကပ္ပစ22ကကင်းလက်ရန်ထွက်လာတဲ့အင်အား20ဝန်းကျင်ကပါတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်စင်ရေးတိုက်ခိုက်မှုများကို Black Eagle Drone Force ဘုံမထားတပ်ဖွဲ့ကပူးပေါင်းပြီးတော့လုံဆောင်ခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်မှုများအတွေ့မှာတော်လိုင်းရဲဘော်များဘက်က drone တစ်စီးလဲဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ဒါကြောင့်မိဘပြည်သူများအနေနဲ့ drone များထပ်မံဝယ်ယူနိုင်ရန်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်းတော်လိုင်းရဲအဖွဲ့များကမြစ်တာရက်ခံထားပါတယ်အလားတူပဲမခွေတိုင်းမြိုင်မြို့နယ်မှာစစ်တပ်စစ်ကြောင်းများကိုတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်သားနဲ့ပြူစောသည့်၄ဦးသေဆုံးပြီး ်တနက်3လက်ကိုတင်စီရရှိခဲ့တယ်လို့မြိုင်ပကဖသတင်းထုတ်ပြန်ထားပါတယ်။ဒီကနေ့ဇန်နဝါရီလ28ရက်နေ့မနက်7:00နာရီကအချိန်မှာမြိုင်မြို့တွင်းမှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကမန္တလေးဂိတ်ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်သား2ဦးကိုအသင်းဆောင်ချုပ်ပြစ်ခတ်တိုက်ခိုက်ရာစစ်သား2ဦးသေဆုံးပြီး2ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖကိုလင်းမွေတပ်ဖွဲ့နဲ့ကိုစံရှိတပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်သားများအုံပြုတဲ့ MA1 အမျိုးအစားတပ်နဲ့တလက်ကြီး18တောင်းတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင် ဒီကနေ့ဇန်နဝါရီလ28ရက်နေ့မနက်ပိုင်းအချိန်မှာမြန်မြို့နယ်လင်းကတော့နယ်မြေရဲစခန်းကအကြမ်းဖက်စစ်သားနဲ့ပြူစောထီးများဟာလင်းကတော့ရွာအတွင်းမှာမိုင်းထောင်ပြီးတော့အများပြည်သူတွေရဲ့အစားအသောက်တွေကိုခိုးယူနေတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား3ဦးသေဆုံးကအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်သားများနဲ့ပြူစောထီးများကိုင်းဆောင်အုံပြုတဲ့ BA63 အမျိုးအစားတပ်နဲ့နှစ်လက်ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖပကဖအမှတ်1တိုက်ရင် စာလင်ကြီး SSGF တပ်ဖွဲ့နဲ့မြိုင်ပကဖမြောက်ပိုင်းဇုံတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်စိတ်ဖြူတန်းချောင်းလမ်းပိုင်းမှာကပ္ပစ21ကတက်ကြက်ကြီးအောင်ကြီးဆန်းနဲ့နန်းစီဒီယံဝန်ထမ်းများကိုစစ်ဆေးရန်ဖမ်းဆီးတဲ့အချိန်မှာပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့တက်ကြက်ကြီးကိုပြစ်ခတ်ဖမ်းဆီးရာကနေတင်းဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ25ရက်နေ့ညနေ2:50မိနစ်အချိန်ကစိတ်ဖြူမြို့နယ်စိတ်ဖြူတန်းချောင်းလမ်းပေါ် အောက်စိတ်ကြီးွာမှာရှိတဲ့စုံစည်းရာစားတောက်ဆိုင်ကနေစားတောက်ပြီးပြန်လာကြတယ်ကပ္ပစ21ကတက်ချက်ကြီးအောင်ကြီးဆန်းနဲ့ကျမကြီးဝင်ကြီးဌာနကနန်းစီဒီယန်ဝန်ထမ်း3ဦးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကစစ်ဆေးဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဖမ်းဆီးတဲ့အချိန်မှာတက်ချက်ကြီးအောင်ကြီးဆန်းဟာအသရကြီးစစ်ဆေးမှခံမဲနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကိုကိုထိလက်ရောက်ပြန်လည်ခုခံတိုက်ခတ်တဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာနေရာမှာတွင်ပေါ်ကျင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်ကျမကြီးဝင်ကြီးဌာနကနန်းစီဒီယန်ဝန်ထမ်း3ဦးကိုလည်းအသရကြီးဖမ်းဆီးခေါ်ဆောင်ခဲ့ကစစ်ဆေးပြီးတဲ့နောက်အကြမ်းဖက်စစ်အာဏာရှင်လက်အောက်မှာဆက်လက်ပြီးတော့ အလုံးမလုံးရန်မှာကြားပြီးတော့ပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။စိုင်ကယ်နဲ့စိတ်ဖြူမျိုးပေါ်ကိုပြန်လာကြတာပါ။ကျမတွေဝန်ထမ်းတွေကတော့ကျွန်တော်တို့ပြောတာကိုတတရားရားလေးလိုက်နာပါတယ်။ကျွန်တော်တို့အနေနဲ့စစ်ကောင်စီဘက်ကတက်ကြွကြီးကိုလည်းကောင်းကောင်းမွန်မွန်ပြောဆိုပြီးတော့ဖမ်းတာပါပဲ။သူကမူလန်မူးနေတော့ရဲဘော်တွေကိုကိုထိလိုက်ရောက်ခုခံတာ ဲ့ဒါကြောင့်ပြစ်ခတ်လိုက်ရတာပါအသာတကြီးဖမ်းခါရင်ကျွန်တော်တို့အနေနဲ့လက်ဖျားနဲ့တော့မထိပဲနဲ့ခေါ်ဖို့ပါပဲလို့ပခုတ်ကူခေရအမှန်လေးတက်ရင်တက်ခွဲတဲ့ CAF SPU PDF တပ်ဖွဲ့ကတာဝန်ရှိသူတူကရှင်းပြထားပါတယ်၎င်းလှုပ်ဆောင်မှုများကို NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်တေသာပခုတ်ကူခေရအမှန်လေးတက်ရင်တက်ခွဲ၁တက်ခွဲ၂နဲ့တက်ခွဲ၃တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တေဆုံးသွားတဲ့တက်ချက်ကြီးအောင်ကြီးစန်းထံကနေပြီးတော့ဖုန်းတစ်လုံးဆိုင်ကယ်တစ်စီးနဲ့တပ်ဆိုင်ရာစာရွက်စာတမ်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့အနေနဲ့စူးစမ်းနေပါတယ် ဒီတဲ့အောင်မြင်အောင်လုပ်နိုင်ဖို့ဆိုတာထက်စစ်အာဏာရှင်စနစ်စုံကန်းတိုင်စီဖို့အတွက်မိဘပြည်သူတွေရဲ့ပံ့ပိုးကူညီမှုတွေလည်းအများကြီးလိုအပ်နေပါတယ်လို့ပခောက်ကူခရ MLA တိုင်ရင်တက်ခွဲတဲ့ CAF SPU PDF ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရင်တန်းကိုကင်းမုံယူပေးထားတဲ့စစ်တပ်စစ်ကြောင်းကိုဖောက်ခွဲတိုက်ခတ်ရာစစ်တပ်ဘက်ကနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ26ရက်နေ့မနက်7:15မိနစ်ခန့်အချိန်မှာစကိုင်းမုံရွာရွှေဘိုလမ်းပိုင်း စကိုင်းတက်ကတော့အနီးစကိုင်းမြို့တမ33ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရင်တန်းကိုလုံခြုံရေးကင်းမုံယူပင်းနေတဲ့စစ်သားများကတော်လိုင်းတပ်ဖွဲ့များအသင့်ပြင်ထားတဲ့မိုင်းခွဲနေရာမှာထိုင်ပြီးတော့အရက်နဲ့ဘီယာများကိုစိမ်းပြေနေပြေတောက်စားနေတဲ့အချိန်မှာဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့တအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့သူ2ဦးဟာစကိုင်းမြို့ဇေယျတိုးချက်ရက်ကွက်ကပြူစောတိတင်တန်းဆင်းများဖြစ်တယ်လို့သိရပါတယ်။စကိုင်းမြို့တမ33ကနေထွက်ခွာလာတဲ့ စစ်ခွေးရင်နှန်းကိုလုံခြုံရေးကင်းမုံယူဖို့ရောက်နေတဲ့စစ်ခွေးတွေကကျွန်တော်တို့အသင့်ပြင်ထားတဲ့မိုင်းပွိုင်ထဲမှာဝင်ရောက်ပြီးတော့လက်နက်တွေကိုဗေးချပြီးအရက်ဘီယာတွေတောက်စားနေတဲ့အချိန်မှာကျွန်တော်တို့ကထိထိရောက်ရောက်ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်၎င်းတိုက်ခိုက်မှုအတွဲမှာစစ်ခွေးနှစ်ကောင်နေရာမှာတင်ပွဲချင်းပြီးတေဆုံသွားတယ်၎င်းကတော့ပြင်းထန်စွာဒဏ်ရာတွေရရှိခဲ့တယ်လို့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကပြုတ်လုခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိကိတ်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအတော့သခိုင်းတိုင်းမုံရွာခရိုင်အရာတော်မြို့နယ်တည်ချင်းကြီးရွာမှာစခန်းချနေတဲ့စစ်တပ်စစ်ကြောင်းက၎င်းတို့ထောက်ခံတဲ့မိသားစုကအသက်၁၄နှစ်နဲ့၁၆နှစ်အရွယ်လူငယ်နှစ်ဦးအပါအဝင်ရွာသား၃ဦးကိုပြစ်ခတ်တပ်ဖြတ်လိုက်ပြီးတော့ PDF အလောင်း3လောင်းရရှိတယ်ဆိုပြီးဝါဒဖြန့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ28ရက်နေ့မွန်းလွဲတနအိခွဲအချိန်ကမှအရာတော်မျိုးနဲ့တည်ချင်းကြီးကျေးရွာအနီးမှာရှိတဲ့တောတိုက်ထဲမှာနေထိုင်သူတည်ချင်းကြီးရွာသားစစ်တပ်ထောက်ခံတဲ့အသက်16နှစ်အရွယ်မောင်ဝတ်တုတ်အသက်16နှစ်အရွယ်စန်းသူချင်းနဲ့အသက်40အရွယ် ဥပိုးစော်တို့ဟာတည်ချင်းကြီးကျေးရွာအတွင်ရေချိုးပြီးပြန်လာတဲ့အချိန်ကင်းမုံဝင်နေတဲ့စစ်သားတွေနဲ့ပြူစော်တီများကပြစ်ခတ်တပ်ဖြတ်ခဲ့ရမှာပေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်ပေဆုံးတဲ့၃ဦးစလုံးကသူတို့ကိုထောက်ခံတဲ့ဒူတွေပါသူတို့၃ယောက်ကတည်ချင်းကြီးရွာအပြင်ဘက်ကတောထဲမှာနေတာပေါ့ရွာနားလေးမှာပါပဲအဲ့ဒီ၃ယောက်ကရွာထဲကိုရေပြန်ချိုးတဲ့အချိန် PDF တွေလာပြီဆိုပြီးတော့တရင်မှာပေးထားတာရှိတော့ ပြူစော်ဒီကင်းမုံကနေပြီးတော့ PDF တွေဆိုပြီးတော့မှားပြစ်လိုက်တာအဲ့ဒီမှာတင်သေသွားတာအဓိကကတော့သူတို့အချင်းချင်းသတင်းမှားပေးတဲ့ပုံစံမျိုးနဲ့ပြစ်ခံလိုက်ရတာပေါ့အဲ့ဒါကိုကျွန်တော်တို့ PDF တွေပါဆိုပြီးတော့တင်ထားတာ သူတို့ချင်းချင်းမှားပြစ်တာကိုဖုံးထားတာပေါ့လို့ဒေတာကန်တော်လိုက်ရေးတရင်ရင်းမြစ်ကရှင်းပြထားပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့ဒေသုံသူများဟာ PDF များဖြစ်တယ်လို့စစ် lobby Telegram channel များမှာဝါဒဖြန့်နေကြတယ်လို့သိရပါတယ်။အရာတော်မျိုးနဲ့တချင်းချင်းရွာပြည်သူစစ်စခန်းကိုအကြမ်းဖက် PDF များကလက်လုံစိန်မြောင်းများနဲ့လာရောက်ပစ်ခတ်မှာဖြစ်တယ်ဆိုတဲ့တိကျစွာတရင်ရရှိတဲ့အတွက်ကင်းမုတ်ဝက်ဆောင်းဆိုင်ပစ်ခတ်ရာကနေ PDF အလောင်း၃လောင်းလက်လုံ pistol တစ်လက် icon တစ်လုံးတို့ကိုတင်စီရရှိခဲ့တယ်ဆိုပြီးတော့တရင်အမားများနဲ့ဝါဒဖြန့်ထားပါတယ်။ဘာတိုက်ပွဲမှလည်းမရှိပါဘူး။ဘသူမှ လည်းသွားမတိုက်ကြဘူးသူတို့ကိုထောက်ခံနေတဲ့ပြည်သူတွေပဲဖြစ်တာကနေ့လေတနအိခွဲလောက်ကဖြစ်သွားတာအခုလိုမျိုးစစ်ကောင်စီဘက်ကသူတို့ကိုထောက်ခံတဲ့ပြည်သူတွေကိုလည်းတတ်ဖြတ်နေတာကိုပဲကြည့် သူတို့ကိုထောက်ခံတဲ့ပြည်သူတွေပြူစောတိတွေရဲ့မိသားစုတွေကိုယ်တိုင်တောင်မှလုံခြုံမှုမရှိဘူးဖြစ်နေတယ်။ဒါကြောင့်ဘုံရန်သူကိုမြင်ပြီးတော့ပြည်သူလူထုနဲ့ပူးပေါင်းစေချင်ပါတယ်လို့ဒေသခံကာကွယ်တပ်ဖွဲ့ဝင်တဦးကပြောပြထားပါတယ်။လက်တော်လုံးမှာအရာတော်မျိုးနယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့တော်လိုင်းတပ်များကြားစစ်ရေးတွေတင်းမာလျက်ရှိပြီးတော့စစ်တပ်ကအရာတော်မျိုးကိုတော်လိုင်းတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းများကြောင့်လုံခြုံရေးတွေတင်းကျပ်ထားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ